မင်္ဂလာပါရှင်ဆရာမောင်သာရရင်အမေကငယ်သေးတယ်တဲ့ရှင်ဆိုတဲ့ဝတ္ထုကို အပိုင်းလေးအနေနဲ့တက်ဆက်ပေးတော့မှာဖြစ်ပါတယ်နားဆင်ကြပါအောင်ရှင် အမှန်တော့လေသူများတို့အမေကဘာကြီးမှမသိပါဘူးတိတ်ကိုနားလေရခက်တယ်သူများပုံမှာပဲကြည်လေဟိုးငယ်ငယ်တုန်းကဆိုချစ်လိုက်ရတာဟောခုလိုအပြူရွယ်ကလေးဖြစ်လာတော့မုန်းတဲ့အမေမြစ်တာဆိုတာကလေအပြောင်းလဲတွေနေပါလားမမချစ်ကြတော့သူများအမြင်မှာ အမေဘက်ကလွန်နေလို့ထင်ကျင်နေမမချစ်ကိုအမေဟာငငယ်ကလေးကမချစ်ခဲ့ဘူးကိုတကူကောင်းမှုကိုသာကြည့်ပြီးအမေစွန့်ပစ်ချင်ခဲ့တယ် အကြောင်းရင်းအခြေခံကိုရှာကြည့်တော့လေမမချင်မာကဘာအပြည့်အမှမရှိအမေအယူသီးတာပဲတွေ့ရတယ်ထားပါတော့ရတရချိတယ်ပဲထားပါတော့နောက်ပြန်ခေါ်ထားပြန်တော့လေတခုခုအစင်မပြေဖြစ်တိုင်းမမချစ်ကြောင်းလို့ကြီးများအမေဆွဲလန်းနေလားမသိမမချစ်ကိုအမေခင်တွေ့တယ်ဆိုပုံကတမျိုးပဲလေခင်တွေ့တယ်ဆိုရင်သဘောလောက်ပဲဖြစ်နေတယ်သူများသာဆိုရင်တော့လားဒီအခြေအနေမျိုးမှာမနေဘူးတဲ့ကပဲ ဟင့်အင်းတော့ဟင့်အင်းဆိုရင်ပြန်လှည့်မကြည့်တဲ့တွေကပဲမမချစ်ကကြောင်းလဲမနေချင်တော့ဘူးညကြောင်းလဲမတက်ဘူးတက်ကတူလဲရောက်ဖို့မကြိုးစားချင်ဘူးလို့ဆိုတယ်အမေကဓာတ်တခုတည်းကိုပဲကွက်ကြည့်ပြီးငါစကားနားမထောင်ကောင်းလားဆိုတဲ့သဘောနဲ့မုန်းနေအမေမှာကသမီးတွေကြီးလာရင် မုန်းဖို့အကွက်ကိုတက်တက်စောင့်ကြည့်နေတယ်လို့ပဲသူများကိုကြတော့လဲအပြူပေါက်စာဖြစ်လာလို့မုန်းမြန်တဲ့အပြူကြီးဆန်လာလို့မုန်းမြန်တဲ့အမေဆိုတာ ကျိုးကသာရင်းကသာမခွဲကြဘူး။ဒါဆိုသမီးဆိုပေမဲ့လေချစ်တာတွေ့တာတာပဲလို့သာတွေ့ဘူးကြာဘူးသိရဘူးပါတယ်။ခုတော့အမေကိုမြင်ရတာတမျိုးပါပဲလေ။အမေကိုကိုကြီးတို့ကိုကိုလက်တို့မမသိန်းတို့ကိုကြတော့ဒီကနေ့မျက်နှာသာပေးနေတယ်။တိလဲတိတာတယ်။ဘာတိတာတလဲဆိုတော့တားသမီးတွေအပေါ်မှာအမေချက်တာတွေ့တာတာဟာစီးပွားရေးနဲ့ပတ်သက်နေတယ်ဆိုတာပဲ။ ပတ်စံရှာပေးနိုင်ရင် ချစ်မယ်ဆိုတဲ့သဘောလားအမေရဲ့ကိုကိုကြီးတယောက်ကတော့ကုသိုလ်ကောင်းပါပြီလေဟိုအခါလဲသားကလေးကဒီကနေ့ဒီအချိန်ထိမပြောင်းလဲသွားပဲမရော့ပါသွားပဲအမေချစ်ခင်မှုကိုရတဲ့သားဖြစ်တယ်အမေမှာကအပြောင်းလဲတွေရှိတယ်အတက်အကျတွေရှိတယ်ငယ်တုန်းကတမျိုးကြီးလာတော့တမျိုးအမျိုးမျိုးရှိတယ်ဒါပေမဲ့ကိုကိုကြီးကိုတော့တသက်မထင်းအခုသူများဆိုပါတော့သူများမှာဘာအပြစ်ရှိလို့လဲ သူများကိုအမေချစ်ခဲ့တော့ကကြံတဲ့အကိုတွေအမတွေကပြောကြတဲ့မိငယ်ကိုအမေချစ်ပုံကလွန်နေတဲ့အလိုလိုက်လွန်နေတဲ့ကြည်တနေ့ကျရင်မိငယ်ကအမေကိုရောင်းစားသွားလိမ့်မယ်တဲ့အမေကိုရောင်းစားရအောင်အမေကမုံလည်းမဟုတ်အမေကိုရောင်းစားရအောင်သူများကဈေးတယ်လည်းမဟုတ်ဒါပေမဲ့အမေကအခုတော့အဲ့ဒီစကားကိုထပ်တလဲလဲပြန်ပြန်ပြောလာတယ်ငါအလိုလိုက်အမိုက်တင်ခဲ့မိတာမှားတယ်တဲ့ မိငယ်ကိုခုတော့ငါမထိတ်နိုင်တော့ဘူးတဲ့။သူများဘာလုပ်လို့လဲ။သူများကိုမထိတ်နိုင်အောင်သူများအမေမသိပဲဘာလုပ်နေလို့လဲ။အမေမပြောပဲဘယ်သွားနေလို့လဲ။အမေနားလေဖို့ကောင်းပါတယ်။သူများတို့လူရည်ကျွန်စီမံကိန်းကိုပဲကြည့်။အပေါင်းအသင်းတက်ဖို့လိုတယ်။မိဘမျက်ကွယ်မှာအနေထိုင်တက်ဖို့လိုတယ်။အများနဲ့အတူနေတတ်ဖို့လိုတယ်။ပတ်ဝန်းကျင်နဲ့လိုက်ဖက်အောင်နေသွားတတ်ဖို့လိုတယ်။ ဓာရီကိုစကမ်းမှလေ့ကျင့်ပေးတယ်။အိမ်နဲ့အကြောင်းကျောင်းနဲ့အင်ကြီးကူးနေလို့မဖြစ်ဘူးအမေရဲ့။လောကကြီးကအကျယ်ကြီး။ခုကလေးကနေရာဆုံးတောင်းဆုံးအောင်မရောက်ဘူးရင်တော့စုံစမ်းတော့ထားရလိမ့်မယ်။သူများလိမ့်မှပါတယ်။အမေကမိုက်တယ်ထင်ပေမဲ့လည်းသူများမမိုက်ပါဘူး။ဟုတ်တယ်လေ။သူများမှချစ်တဲ့သူတော့ရှိတယ်။ခက်ပဲခင်ရကြီးရဲ့ချစ်တဲ့လူကချစ်ပါတယ်ဆိုလာတာ။သူများဘာပြန်ပြောရမှာတော့ ပြန်ပြီးချစ်နိုင်မဲဆိုရင်ချစ်လိုက်မချစ်ချင်ဘူးဆိုရင်လည်းခေါင်းခါလိုက်ညင်းလိုက်ဒါပဲပေါ့ဘဲနဲ့ချစ်ပါလေလာပြောသမျှလူတိုင်းကိုဖနှက်နေကြီးစီးရိုက်နေရမလားလို့ပြောလို့ဒါပြောရတာပါ တချို့အမျိုးသားတွေဆိုရင်သူများအနာတော့မကတ်မတီနိုင်ရရှာပါဘူးစဉ်းစားပဲကြည့်လေနေတာကအမျိုးသမီးချောင်းရင်ဖို့တော့မတန်းရကြောင်းသွားတော့လဲကားနဲ့ဘယ်အချိန်မှလွတ်လပ်လို့လဲဘယ်အချိန်မှမြင်းမလဲ ဘယ်အချိန်မှကြိုက်မလဲဘယ်အချိန်မှစကားပြောမလဲဘယ်အချိန်မှစာပေးမလဲဘယ်အချိန်မှတွေ့မလဲဒါတော့သူများဘက်ကလည်းကြံရဖန်ရတယ်ကျောင်းမကတော့ခတ်တယ်စီကံကလည်းကြီးပါပြီတဲ့ကျောင်းဝင်ဝင်ပေါက်မှာကဆရာမတွေစောင့်နေတယ်ဝင်ပြီးသားကျောင်းသူဟိုတည်းမပြန်မထွက်ရတော့ဘူးအင်းကကားကလည်းဝင်ပေါက်ကိုဥခိုက်ပြီးစိုက်ခဲ့တာဆိုတော့မလွယ်ဘူးအချိန်လည်းမရအောင်ဒီတော့အိမ်မှာပဲကြံရဖန်ရတယ်အိမ်မှာကတော့လွတ်လပ်တယ် အမေကိုကတ်ညှို့လိုက်ပြီးလှိမ့်လိုက်မလားရနိုင်တယ်မရနိုင်အောင်ပဲထားစိတ်ဆိုးခံရုံမရှိမယ်ကို့သဘောနဲ့ကိုလှုပ်ချင်တာလှုပ်လို့ရနိုင်တယ်အမေကရိုက်မယ်ဆိုပါတော့မနေဘူးဆင်းသွားမယ်လို့ချင်းချုံလိုက်ရုံပေါ့အမေဆိုရင်မောက်စီပြေးခဲ့ဆိုတဲ့လူကအစင်သက်အမှန်တော့တိပါတယ်ကြိလိုက်တာနဲ့တပြိုင်နဲ့ဒီငနဲ့ရိုးတယ်မရိုးဘူးတိတာပါတယ်ဒီငနဲ့ကြိပုံကမရိုးငါ့ကိုတော့ဖမ်းနေပြီဆိုတာ ဟောဒီရင်ထဲမှာလာတိတယ်တမျိုးပဲလေဒီပညာကိုတော့အမေကလည်းသင်မပေးပါဘူးကျောင်းကလည်းသင်မပေးပါဘူးဘယ်ကတက်လာတယ်လဲဆိုတာလဲသူများမသိဘူးဘယ်ကတက်လာတယ်လဲသူများမသိပါဘူးဒါပေမဲ့သူများတက်တော့တက်နေပြီဟိုလျှောက်ပြောတီးလျှောက်ပြောတော့မပြောနဲ့တော့ရှင်သူနဲ့သူများစတွေ့ကြတာကိုပြောပြမယ်အဲ့ဒါလိုကြီးပြုံးမနေနဲ့စတွေ့ကြတယ်ဆိုပေမဲ့တကယ်တော့တွေ့တာက စတာမဟုတ်ပါဘူးသူ့ဖို့ကတော့တွေ့တာကစတာဖြစ်မှာပေါ့လေသူများဖို့ကတော့သူနဲ့မတွေ့ရဘူးခင်ကိုမပဲသူကသူများကိုကြိုက်နေတယ်ဆိုတာသိနေရပြီနောက်သူ့ရဲ့ပထမဆုံးစာကိုဖတ်ရတဲ့အချိန်မှာလည်းပဲသူများသူ့ကိုမမြင်ဘူးသေးပါဘူးသူကတခြားလူတော့မဟုတ်ဘူးဂျမ်းရဲ့အကိုသူများတို့ခုနှစ်တန်းစာမေးပွဲဖြည့်ပြီးလို့နွေချောင်းပိတ်တော့ပေါ့ကြန့်ခိုင်ပျော်ရွှင်တင်တန်းတက်ရတယ်ကြန့်ခိုင်ပျော်ရွှင်တင်တန်းဆိုတာဟာ ယောက်ျားကလေးတွေရော မိန်းကလေးတွေရော ရောပြီးတက်ရတာသူတို့အကြောင်းမှာစကန်းချတာလည်းမဟုတ်ဘူးသူများတို့အမှတ်နဲ့အထက်ကအမျိုးသမီးကြောင့်တက်တက်ဆိုတော့ယောက်ျားကလေးတွေမဝင်စေချင်ဘူးနဲ့တူပါရဲ့အမှတ်တဲ့အထက်ကမှာသွားစကန်းချတယ်တကယ်တော့ဒီကြန့်ခိုင်ပျော်ရှင်သင်တန်းဆိုတာအခြေခံစစ်ပညာသင်တန်းမျိုးထင်တာပဲတက်ကလာပြီးသင်ပေးတယ်ပြီးတော့အပြင်ပါကရုပ်ရှင်ဒရိုက်တာတို့သတင်းစာဆရာတို့စာရေးဆရာတို့နောင်တက်ကတူကပအောင်ခါတို့တွေလည်း သူ့ဆိုင်ရဆိုင်ရပညာရက်တွေကိုလာပြီးဟောပြောပို့ချတယ်။လူငယ်ကြီးရဌာနခွဲကလည်းတင်နှန်းပေးတာပေါ့လေ။ကောင်းတော့ကောင်းနေ။ပျော်လဲပျော်ရတယ်။ဘ ഹു တုတာလည်းရတယ်။ဒါပေမဲ့ចောင်းသူចောင်းသားတိုင်းတော့တက်ခွင့်ရကြတာမဟုတ်ပါဘူး။နေမြေတစ်ခုတွင်းမှာရှိတဲ့အထက်တန်းចောင်းတွေအားလုံးကတော်တဲ့ចောင်းသူចောင်းသားတွေကြီးကိုပဲရွေးလွတ်တာ။ទីထဲမှာသူများလည်းပါလာတယ်ဆိုပါတော့။သူများတို့ចောင်းဟာစုစုပေါင်း12ယောက်တက်ခွင့်ရကြတယ်။သူများတို့ခုနှစ်တန်းကတော့3ယောက်ပဲပါတယ်။ ဒါပေမဲ့သူများတို့တန်းခွဲကကတော့သူများတယောက်ပဲပါတယ်။အခုဆိုရင်သူများတင်တန်းလေးကိုတက်ပြီးပြီ။မူလာတန်းစကန်းချတင်တန်းလည်းတက်ခဲ့ရဘူးပြီ။အခြေခံအကတင်တန်းလည်းတက်ခဲ့ရဘူးပြီ။တရေခွာရုပ်လုံးသွင်းတင်တန်းလည်းတက်ခဲ့ရဘူးပြီ။ကြံ့ခိုင်ပြောရှင်တင်တန်းလည်းတက်ခဲ့ရဘူးပြီ။ဒီတင်တန်းတွေတက်ခဲ့ရတဲ့အတွက်လူရေကြုံရွေးရမှာအခွင့်အရေးပိုရနိုင်တယ်လို့တော့ဆရာမတွေကတော့ပြောတယ်။ဘဟုတုတာပိုများမယ်ပေါ့လေ။ ပြီးတော့အများနဲ့ရွရွနှွန်းနှောပေါင်းသိနေထိုင်တတ်တဲ့အကျင့်လဲရတယ်ပေါ့ဟုတ်တော့ဟုတ်တယ်သူများအစားအသီးလို့မနေတတ်ခဲ့တာအမှန်ပဲအထူးသဖြင့်တော့ယောက်ျားကလေးတွေနဲ့ရွရွနှွန်းနှောမနေတတ်ခဲ့ဘူးဟိုးငယ်ငယ်ကလေးကအမျိုးသမီးចောင်းမကြီးပဲနေလာခဲ့တာဥစ္စာဘယ်နေတတ်ပါမလဲ ဆိုပါတော့ဒီကြန့်ခိုင်ပျော်ရွှင်တဲ့နန်းမှာရောက်တော့တခြားယောက်ျားကလေးចောင်းတွေကចောင်းသားတွေပါပါလာတယ်ဆိုတော့ဒီမှာသူနဲ့စားတွေ့ကြတာပေါ့တင်နန်းကစီကံတိတ်ကြီးတယ်စကန်းချတဲ့ចောင်းကိုယောက်လာလို့များကို့ចောင်းမှာလို့လွတ်လပ်လိုက်မယ်တော့မထင်နဲ့အစောကြီးကြိုလာလို့လည်းရတာမဟုတ်ယောက်လာလို့ရှိရင်လဲကို့သက်ဆိုင်ရာဆရာစီမှာတရင်ပို့ရတာနဲ့တာဝန်ချရအလုပ်ကိုလုပ်ရတာနဲ့တင်နန်းကိစ္စပြင်ရဆင်ရတာနဲ့အားကိုအားရတယ်မရှိပါဘူး ပြီးတော့လဲကိုနေရနဲ့ကိုနေရတာဒီတော့လဲဘဲယောက်ျားကလေးကိုမှအာအာရရတင်းချာချာမကြည့်မိပါဘူးပြောရင်တော့ယုံချင်မှယုံနိုင်မင်းသူများမှဒီစိတ်မျိုးလဲမရှိဘူးကြည့်လဲမကြည့်ချင်ဘူးသူကဘသူပေါ့ဘဲเจ้าကပေါ့ဘသူသားပေါ့ဆိုတာမျိုးတွေလဲမသိပါဘူးပြောလဲမပြောကြပါဘူးစိတ်လဲမဝင်စားကြပါဘူးဆိုပါတော့တင်းနှမ်းမှာတာဝန်ခွဲပေးတာမျိုးကလေးတွေရှိတယ်အုပ်စုကလေးတွေဖွဲ့လို့ပေါ့လေ ယောက်ျားကလေး၄ယောက်နဲ့မိန်းကလေး၄ယောက်ပါတဲ့ဘဲအုပ်စုအမှတ်ဘလောက်ကဒီကနေ့ဘာတာဝန်ဆိုတာမျိုးတွေပေါ့အလုတ်လုတ်ခိုင်းနေအဲ့ဒီခါမျိုးမှာဆိုရင်ယောက်ျားကလေးတွေနဲ့နီနီကက်ကက်လှုပ်ရကန်ရတာရှိပါရဲ့ဒါပေမဲ့ဒါလေသူများပြင်ရင်းနီနီလှုပ်လိုက်ကန်လိုက်တာပဲရှိမယ်စကားမပြောကြဘူးလားဆိုတော့ပြောပါလေဘဲမပြောဘဲမာနာကြီးတစ်ခွဲသားနဲ့နေပါမလဲဒါပေမဲ့ယူယူသားသားပဲသူတို့ကလည်းသူတို့ကိုသူတို့ဘဲသူဘဲဝါပါဘဲเจ้าကပါဆိုတာမိတ်ဆက်ကြတာပဲ သူများတို့ကလည်းပြန်ပြောကြတာပဲဒါဟာပဲတီးထက်လည်းဘာမှမပူကြပါဘူးတကယ်မောင်ရင်နှမတွေလိုနေခဲ့ကြတာပဲသူများမှဖြင့်အိမ်ပြန်ရောက်တဲ့ဆိုရင်မော်လို့အကိုတွေအမတွေကလည်းသူများပြန်လာပြီလားဆိုရင်ညူသွားပြီအသားကလေးညူသွားပြီဆိုတော့ရန်ကုန်သူတချင်းကိုစောင့်ဆိုပြီးသူများပင်ပန်းလာရတာကိုတနာလို့မှတ်မှတ်ရရပြောရမယ်ဆိုရင်တော့အဲ့ဒီတင်တန်းကာလာမှာသူများတိတ်စားလို့ကောင်းတာပဲအဲ့လိုလဲတိတ်ကောင်း ညညဆိုရင်အစုံဝေးရှိသေးတယ်အိတ်ငိုက်ပြီးအိတ်လိုက်ပြီးဆိုရင်လည်းခေါင်းချလိုက်တာနဲ့တပြိုင်နဲ့တုံးပဲသူများတကအကြောင်းပြင်နေပူမိလို့ဆိုပြီးပိန်သွားတတ်ကြတဲ့သူများပြင်မဟုတ်ပါဝါတော်မှလာသေးတယ်ပါကလေးတွေဆိုရင်လည်းဖောင်းပြီးတော့လာတယ်အမှန်ကတော့သူများမျက်နှာအစကတည်းကပြည်တယ်သူများမျက်နှာကအမေးပဲနှွယ်ပြီးတွေ့တယ်လို့ဆိုရပါမယ်ပါကလေးတွေကပြည်နေတတ်တယ်ပြီးတော့သူများကအကြီးသိတ်တန်တာ ရည်စရာရှိရင်တိတ်ဟန်ဆောင်နေနိုင်တာမဟုတ်ဘူးတိတ်ရည်ချင်တာဘလို့ပဲကြိတ်ထားတာမရည်ပဲကိုမနေနိုင်ဘူးပြီးတော့ရည်လိုက်ပြီးဆိုရင်လဲအားရပါရရည်ရမှာအဲ့ဒီလိုအတန်ထွက်ပြီးအော်ကျဲဟစ်ကျဲရည်တက်လွန်းလို့လဲအမေကတပြက်တနာအဲအဲရည်ပြီးဆိုရင်လဲသူများပါစက်ကတိတ်ကျဲတာနှာခမ်းတောင်စုံနှစ်ဘက်ကဟာဆိုရင်လေပါတချမ်းထက်တော့ကြော်သွားလိမ့်မယ်ထင်တာပဲရှိတဲ့တဲ့ခါနေကြည့်ရင်တော့နရွက်တောင်တက်ထီတော်မလားထင်ရတယ်တဲ့ ဒါပေမဲ့သူများအဲ့လိုအဲ့လိုရေးလိုက်ရင်သိတ်ချစ်စရာကောင်းတယ်လို့လည်းပြောကြတယ်။သူများကလေးနဲ့တူတယ်တဲ့။အပြစ်တန့်စင်တဲ့ကလေးတယောက်ရဲ့ရည်ပုံမျိုးတဲ့။နောက်တစ်ခုကသူများရေးလိုက်ရင်လေသူများမှာကတတက်ကလေးရှိတယ်။တတက်ကလည်းအများအပြားရှိတတ်တယ်လို့တစ်ဖက်တည်းဟုတ်ဘူး။နှစ်ဖက်စုံရှိတယ်။ညီလဲညီတယ်။တိတ်ပြီးတော့မြင့်တက်နေတာလည်းမဟုတ်ဘူး။ဒီတတက်လေးတွေကလည်းသူများရေးလိုက်တော့ပေါ်ပေါ်လာကြတယ်။ဒီပါဖောင်းနာကလေးရဲ့ ဒီတတက်ကလေးတွေရဲ့အဲ့ဒီတင်တန်းမှာဘာမဆိုင်ညာမဆိုင်နဲ့သူများကိုကြော်ချားစေခဲ့တယ်ထင်ပါရဲ့သူ့ပထမစာထဲမှာကိုပဲဒီအကြောင်းပါလာတယ်သူများရဲ့အပြုံးကလေးသူများရဲ့မူးဤနေတဲ့ပါကလေးသူများရဲ့တတက်ကလေးဒါတွေကသူ့မျက်စီထဲမှာမထွက်ကြတော့ဘူးတဲ့ဘယ်ကိုပဲကြည့်ကြည့်ဘာကိုပဲကြည့်ကြည့်ဒါတွေကိုပဲမြင်နေရတယ်တဲ့ပို့လိုက်တာပြီးတော့သူများဟမ်းမဆောင်တတ်ဘူးတဲ့ ကလေးငယ်လေးတယောက်လိုပဲတိတ်ပြီးတော့ယူတိတ်ပြီးတော့တန့်စင်နေတဲ့မာနလည်းမရှိဘူးတဲ့ဒါလဲသူဘယ်ဝတ္ထုတွေဟာစာသားတွေကိုခိုးချပြီးရေးလိုက်တာလဲမှမသိတာသူများကိုသူတသက်မြောက်ပြောနေတာဖြစ်မှာပါဒါပေမဲ့သူစိုးတော့မစိုးဘူးသူများကိုအသေးချာတော့ချိနေပုံရတယ်ဒီလောက်မအားမလက်နိုင်ရတဲ့ခြေထဲကသူ့မို့သူများကိုလေးလာခြင်းရှိနိုင်တယ်သူဘယ်အချိန်ဘယ်ကာလတုန်းကများလေးလာလိုက်တယ်လဲမသိဘူးအသေးစိတ်တောင်သူမြင်နေတယ် သူများရဲ့တဒက်ကလေးတွေကိုသူရေးပြထားတာများအနာကကြိထားသလိုကိုပဲသူများကိုတိုင်းတာဟုတ်ကောဟုတ်ရဲ့လားလို့သူ့စာရမှာမှန်မှပြန်ကြည့်မိရတယ်သူ့စာကိုရတော့ပြီးပြီးတဲ့ဂျမ်းကတော့ပြောပါရဲ့ဂျမ်းကသူ့အကိုလို့ဆိုတော့ဂျမ်းရဲ့ရုံနဲ့စင်နဲ့မျက်နှာတွေကိုသူများပြန်မြင်အောင်ကြည့်မိတယ်ဒါပဲမဲ့မမှတ်မိပါဘူးတင်တန်းမှာတော့သူများတို့နဲ့တာဝန်အတူကြတဲ့ယောက်ျားကလေးတွေရှိတယ်နာမည်တွေကိုတော့အကုန်မမှတ်မိနိုင်တော့ဘူး ထားပါတော့ရုပ်ကိုတော့ပြန်စဉ်းစားကြည့်ရင် ပေါ်လာနိုင်တော့တယ်ထင်တာပဲတချို့လဲတင်းတင်းချာချာပေါ်လာကြပါရဲ့တချို့လဲခက်မုံမုံဝါဝါပေါ့လေဒါပေမဲ့သူ့ရုံမျိုးတော့စဉ်းစားလို့မရပါဘယ်စဉ်းစားလို့ရနိုင်ပါမလဲဟုတ်တာပေါ့သူများတို့ ਨੇ တာဝန်တွဲကြဘူးတဲ့အထဲမှာပါမောက်ခရဲ့တားဆိုတာတကားမှမမပါဘူးပဲသူကဂျမ်းရဲ့အကူဂျမ်းရဲ့အကူဆိုတော့ပါမောက်ခရဲ့တားသာဖြစ်ရတော့မှာပေါ့ ။အော်တခါမှအတူတွဲမကြဘူးပဲနဲ့များမှတ်မှတ်မိရတယ်လို့တခါမှမတွေ့ဘူးတဲ့လူချင်းများမသိပဲရှိရတယ်လို့ငါ့နဲ့နော်ညံ့လိုက်ပါပြီးတော့เจ้าတွေလည်းပြန်ဖွင့်ရောတငယ်ချင်းချင်းလည်းပြန်ဆုံမိကြရောဂျမ်းကတဲ့သူ့အကြောင်းကိုဖွင့်ပြောရောသူ့အကူဟာတင်တန်းစားကစားလောက်ကလေးကသူ့ကိုမေးတဲ့သူများကိုတိတလားလို့ပေါ့လေဂျမ်းဆိုတဲ့ဂျမ်းကလည်းဘယုံမဟုတ်လား မေးတဲ့လူကိုယ်တိုင်ကနာမည်နဲ့မမေးနိုင်ဘူးပုံမှန်တရံလောက်ပြောပြပြီးမေးတာဆိုတော့ဂျမ်းကလည်းတည့်ရနဲ့မတည့်ဘူးငင်းလိုက်တဲ့အကိုကလည်းတုံးလိုက်တာပေါ့လीနာမည်ကလေးတောင်တည့်အောင်မလုပ်နိုင်ဘူးပေါ့ဒါနဲ့သူ့ခမညာလဲသူများရဲ့နာမည်ကိုစုံစမ်းရတော့တာပေါ့ဘလို့စုံစမ်းနေရလို့လဲသူများလည်းမသိပါဘူးမှတ်စုစာအုပ်ပေါ်မှာရေးထားတာကိုပဲခိုးကြည့်သလားတခြားမိန်းကလေးတယောက်ယောက်ကိုပဲချင့်ကပ်ပြီးမေးကြည့်သလားမပြောတတ်ဘူး တာအဲ့ဒီတင်နန်းတင်နန်းတက်ခွင့်ရတယ်ဆိုတဲ့ចောင်းသူចောင်းသားတယောက်ဟာနင်းနေမှမဟုတ်ဖဲကလားတကယ်တော်တဲ့လူတကယ်လိမ်မာတဲ့လူလို့တတ်မှတ်အထားခံရပြီးသားဖြစ်လေတော့တခြားចောင်းသူចောင်းသားတွေလို့ရုပ်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 လုံးလို့ဖြစ်တာမဟုတ်ဘူးဒီတော့သူ့ခင်ဗျာလဲဘယ်လွယ်ရှာမလဲတင်တန်းမှုလို့တင်တန်းဆရာတို့သားသိသွားရင်အဲ့ဒါဟာအကြီးကျယ်ပြဿနာသူ့ခင်ဗျာဘယ်လောက်ဟန်ဆောင်ကောင်းရမလဲဘယ်လောက်ပြီးရမလဲဆိုတာသူများနားလည်နိုင်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ပေါ့လေ သူသူများနာမည်ကိုတပတ်လောက်ကြာတော့သိလာတဲ့။သိလာတဲ့နေရများဆိုရင်ဂျမ်းပြောပြပုံရတော့တိတ်ထီပေါက်လာသလိုပဲတဲ့။သူမျက်နှာဟာ၁၂ရာသီပြုံးနေတာပဲတဲ့။တချင်းကလေးတအေးအေးလေးကလေးတချွန်ချွန်နဲ့ပုံကူကလည်းခါတိုင်းနဲ့မတူပဲတွက်နေတာပဲတဲ့။သူတို့အမေကတော့ဒီအကောင်ဒီနေ့ဥမျိုးတယ်မြူးရလုံးရင်ငိုရတက်တယ်နော်လို့လှမ်းပြောလိုက်သေးတဲ့။ဂျမ်းကလည်းရိတ်တော့ရိတ်မိတယ်။ဒါပေမဲ့ရေလာမြောင်းပြီးမလုပ်ဘူးတဲ့။ အမှန်တော့ပုံမှန်တတန်လောက်ပြောပြပြီးရုပ်ကဘလို့အမူအရာကဘယ်နဲ့စသဖြင့်ပြောပြကြတဲ့ကောကသူများကိုပြောတာပဲဆိုတာသိပြီးနေပြီးတမင်နှင်းထားတာသူ့ကိုဘလောက်ထိအရေးချင်းရှိတယ်ဆိုတာစမ်းကြည့်လိုက်တဲ့သဘောပေါ့လေမနေနိုင်ပါဘူးဂျန်းကဘလို့ပဲမသိချင်အောင်စောင်းစောင်းအဲ့ဒီညက်နေရတညက်နေလုံးဂျန်းကိုပဲလိုက်ကပ်နေတာပဲတဲ့ဂျန်းကလည်းတမင်တကားကိုပဲအမေနာနေလိုက်အဖေနာနေလိုက်အဖွာနာနေလိုက်အထွန်းနာနေလိုက်နဲ့ မပြောတာအောင်လုပ်လေသူ့အခံရခက်လေပေါ့လေတိတ်ကိုရီးစရာကောင်းတာပဲတဲ့ဒါပေမဲ့နောက်ဆုံးတော့သူမနေတော့ဘူးဆိုပါတော့ညနေအေးတိုက်ရှိမှခွေးနဲ့ကစားရင်ဂျမ်းကိုလှမ်းခေါ်တဲ့ဂျမ်းတို့အိမ်မှာကအဲဆေးချင်းကြီးနှစ်ကောင်မွေးထားတာရှိတယ်ဒီခွေးတွေကိုအချစ်ဆုံးကဂျမ်းသူ့ကိုလှမ်းခေါ်လိုက်ပုံကလည်းခွေးမှာတခုခုဖြစ်လို့အလံတကြားခေါ်ပြတဲ့ပုံမျိုးတဲ့ဒီတော့ဂျမ်းလည်းသွားရတာပေါ့အနားရောက်တော့မှပြောတဲ့ဟူတလောက ငါပြောတဲ့ကောင်မလေးနာမည်ကိုငါသိခဲ့ပြီအီအီခင်းတဲ့ပြီးတော့ညမလေးတို့နဲ့တန်းနေပဲညမလေးသိတယ်မဟုတ်လားတဲ့ဂျမ်းကလည်းဒီတော့မှပြုံးပြပြီးခေါင်းညှိလိုက်တဲ့သူ့ကိုလည်းဘလောက်ထိဖြစ်နေရတယ်ဆိုပြီးနင်းနေတနာသွားတဲ့ပြီးတော့ဂျမ်းကပြောသေးတယ်သူ့အကိုပဲသူရက်တာပေါ့လေသူ့အကိုကမိန်းမနဲ့ပတ်သက်ပြီးတခါမှအခုလိုမဖြစ်ဘူးဘူးတဲ့ဂျမ်းကအပြောလဲလိမ့်ပါတယ်သူ့အကိုအကြောင်းကိုပြောနေတာဖြစ်ပေမဲ့ တို့အကိုကလေယူကိုကြိုက်လို့တယ်လို့ဒေးဒေကြီးလာပြောတာမဟုတ်ဘူးသူ့အကိုဘလို့ဖြစ်တယ်သူ့ကိုဘဲကဲသူ့လာပြောတယ်သူကဘဲပုံစံနဲ့ပြန်ပြောလိုက်တယ်စသဖြင့်တငယ်ချင်းချင်းချင်းအခြားယောက်ျားတစ်ယောက်ကြောင့်ကိုပြောသလိုပြောတာအပြောလိမ်မာမှာပေါ့အဖေကလည်းပါမောက်ခပြီးတော့မန္တလေးသူဂျမ်းပြောပုံကသူတို့မှဒီမောင်နှမနှစ်ယောက်တည်းရှိတာတဲ့သူ့ကိုကဆိုရင်လဲသူ့ကိုသိချစ်တာပဲတဲ့အသက်ချင်းတစ်နှစ်ခွဲလောက်သာကွာပြီမဲ့ သူ့ပုံမှာဆိုရင်လည်းတိတ်ညာတာတာပဲတဲ့ဆိုလိုတာကတော့ဒါကြောင့်သူ့ကိုယ်အတွက်သူပြန်ပြီးအကျိုးဆောင်ရပါတယ်ပေါ့လीမိန်းမကိုကဒါမဲ့သူ့ကိုယ်ရဲ့ဆောက်တော့ဂျန်ရုတ်တရက်ယူမလာပါဘူးဒီအเจ้าနေကြီးပြောပြောနေရသူများရဲ့အရေးကဲကိုကြည်နေတယ်ထင်ပါရဲ့သူများကလည်းဘလို့လုံနေရမှာလဲပြောပါဦးအေးအေးယူကိုကတို့ကိုကြိုက်နေတယ်ဆိုရင်လေယူကဆက်ပြီးအကျိုးဆောင်လိုက်ပေါ့လို့ပဲပြန်ပြောလိုက်ရမှာလားဟေ့ ရှုပ်ရှုပ်ရှက်ရှက်တော့လာလို့မနေနဲ့မချောတို့ဒါမျိုးတွေစိတ်မကူးသေးဘူးလို့ပဲပြောလိုက်ရမလားသူများမစင်းစားတတ်ပါဘူးသူဘလောက်ပြော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 ပဲပေါ့သူများကလည်းအင်းမလို့အဲမလို့နေလိုက်တာပဲပေါ့เจ้าတွေပြန်ဖွှင်းကြလို့ဆယ်ရက်လောက်ကြာတော့ထင်ပါရဲ့အဲ့ဒီတော့မှဂျန်စားတဆောင်ယူလာပြီးပေးတယ်ယူဖို့တဲ့သူ့ကိုကပေးလိုက်တာလို့ပြောတယ်ဘာလို့လဲမသိဘူးသူများကလည်းဘာမပြောညာမပြောနဲ့ယူထားလိုက်မိတယ် ယူထားလိုက်မိတယ်ဆိုပေမဲ့သူများအဲ့ဒီတော့စဉ်းစားမိတယ်ခတ်တာကဂျမ်းရဲ့အကူတော့မှန်နေသူကကိုယ်ကိုမြင်ဘူးပြီးကြိုက်နေတယ်ဆိုတာနဲ့ပတ်သက်လို့လဲသူများဘာမှမပြောနိုင်ဘူးဒါပေမဲ့သူများကသူ့ကိုမှမမြင်ဘူးပဲဘဲနဲ့လို့ပြန်ကြိုက်ရမှာလေဒါတို့ तू မစဉ်းစားမိဘူးလားဂျမ်းကရောမစဉ်းစားမိတော့ဘူးတဲ့လားသူများအနေနဲ့တွေ့ကြည့်လေကိုမမြင်ဘူးတဲ့လူတယောက်ဘဲနဲ့လို့ပြန်ပြောရမှာလေ ဟင်းအင်းလို့ညင်းလိုက်လို့ကောင်းမလားအင်းလို့ခေါင်းညိတ်လိုက်မယ်ဆိုပြန်ရင်လေသူများဘာဖြစ်သွားမလဲအညာလွယ်လိုက်တာလို့ထင်တော့မှာပေါ့ကဲဒါဖြင့်စာအုပ်ဘာကြောင့်လက်ခံလိုက်ရတာလဲလေကိုကမှမသိပဲဟာ ው မှန်တာပြောရမှာဖြင့်သူများရဲ့ဘဝမှာလေအဲ့ဒီစာကပထမဆုံးလက်ခံရဘူးတဲ့စာဒီစာမျိုးသူများကြားလဲကြားဘူးပါရဲ့ဝတ္ထုတွေဘာတွေထဲမှာလဲဖတ်ရဘူးတွေ့ရဘူးပါရဲ့တခါတခါသူများစိတ်ကူးပြီးတော့လဲကြည့်ခဲ့မိဘူးပါရဲ့ ကိုကိုတယောက်ယောက်ကလာပြီးတယ်ပေါ့လီကိုကိုချစ်တယ်ပေါ့လီကိုကို6ယောက်နှောင်းချန်သူစားလေးလားထင်ဝိုးကဖြစ်ရပါတယ်ဆိုတဲ့သဘောမျိုးတွေရေးလို့ပေါ့လီမှန်တာပြောရမှာဖြင့်ပြန်ပြီးကြိုက်ဖို့မကြိုက်ဖို့ဆိုတော့သူများစဉ်းလဲမစဉ်းစားမိဘူးဂျမ်းဟိုတော့ခင်ပါတယ်ဘယ်သူများ ਨੇ တိတ်ရင်းချတယ်တငယ်ချင်းကပဲဂျမ်းကိုကိုမကြိုက်ဘူးပဲထားအောင်ပြည်ရပြေချောင်ရေးရေးလေးလေးတော့ပြောပြမှာပေါ့ဒါပေမဲ့ဒါတွေသူများမစဉ်းစားပါဘူး စဉ်းစားဖို့လက်ခံလိုက်တာလည်းမဟုတ်ဘူးသူများစိတ်ထဲမှာဖတ်ကြည့်ကျင်တာတခုပဲရှိတယ်ဖတ်တော့ကြည့်ကျင်တယ်ဖတ်ကြည့်ပြီးမှပြန်ပေးလို့ရမယ်ဆိုရင် ပြန်ပေးဖို့တော့သူများစိတ်ကူးမိမှပဲသူများဘလောက်အများဖတ်ကြည့်ကျင်တယ်လဲဆိုရင်အဲ့ဒီတော့ကကြောင်းကလည်းတက်တော့မယ်ပထမခေါင်းလောင်းလောင်းထိုးပြီးနေပြီဒါကိုပဲသူများမှမနေနိုင်ဘူးကို့ခုံရှိရအောင်အ мян လာပြီးစအုပ်ဖွင့်လိုက်တယ်ခုံအံမုံးကိုဖွင့်ပြီးတော့လေစအုပ်အထဲထဲမှာဖြန့်ချထားလိုက်တယ် ဒုတိယခေါင်းလောင်းလဲထိုးရောကဘာမကြည့်ဗမာရီလို့လဲတချောင်းလုံးစဆူကြရောသူများလဲစအောင်ဖတ်လိုက်ရော ဆိုးဘူးတက်တီတော့အရှိကြီးသမ ्या ကလည်းဂျမ်းကိုပြောတာကိုဂျမ်းရေယူကိုကိုတော့မှမမြင်ဘူးပဲနဲ့ဟာဘဲနဲ့လို့စဉ်းစားပြရမှာလဲဟာလို့ဂျမ်းကလည်းနားလဲပါတယ်ဟုတ်တာပေါ့တဲ့ဒါနဲ့သူ့ကိုကို तू မြှောက်ပေးတယ်ထင်ပါရဲ့တညက်နေမှာ तू အိမ်ကိုရောက်လာတယ်သူများနာမည်ကိုပြောနေကြတန်ကြားပါတယ်လို့အင်းရှိဘနားဆွင့်ကြည့်လိုက်တော့ကိုကိုလက်ကသူများကိုလှမ်းခေါ်တယ်မိငယ်ရေ ဟောဒီမှာနေ့တငယ်ချင်းကမှားလိုက်လို့တဲ့ဧည့်သည်လာနေတယ်တဲ့အဲ့ဒီတော့ကိုကိုလက်နဲ့တွေ့ပြီလို့အမေတို့မမသင်းတို့နဲ့သာတွေ့ရင်တော့ဒုက္ခသူများလည်းဘသူပါလိမ့်ပေါ်လीအပြင်ဧကန်းကိုထွက်ခဲ့တယ်သူ့တော့မြင်ဘူးသားပဲတင်တန်းမှာတနေ့တန်ရှင်းရဲ့အလှဲ့ကြတော့ကသူ့ပေါ့အမိုက်တွေကိုမိရှို့ပြစ်လို့ဆရာစုခံထိတာကိုဘဲမသိပဲနေမလဲတန်းတိလိုက်တာပဲပေါ့ဒါဘသူလက်ချက်လဲဘသူအကြံဖန်လဲဆိုတာကို ဒါပေမဲ့သူများလည်းဘလို့ဖြစ်တယ်ရဲ့မပြောတတ်ပါဘူး။သူဆိုတာတိတာနဲ့တပြိုင်နဲ့ရင်ထဲမှာဖိုးလာတယ်။တပြိုးပဲလေ။ရင်လဲခုံးလာတယ်။ဘာစပြောရမယ်မှမသိနိုင်တော့ဘူး။ကို့ဘာသာကိုယ်တော်ကလက်ထိုင်မှာရုတ်တရက်ဝင်းမထိုင်ဖြစ်ဘူး။ထိုင်ပါအောင်ရှင်းလို့လဲ။အဲ့ဝမပြုတ်မိဘူး။သူ့ဟာလဲခက်ကြောင်ကြောင်။သူများအောင်မြင်တော့သူများကိုလည်းမကြည့်ရတော့ဘူး။ကျန်းကင်းကိုပဲကြည့်ပြီးတော့ထင်ပါရဲ့။စပြောတယ် တိရာချမ်းမြေကလွှတ်လိုက်လို့ပါတဲ့။သူကတိရာချမ်းမြေရဲ့အကိုပါတဲ့။သူများဘာပြောရမလဲ။ဟုတ်ကဲ့ကိုပဲအတန်မထွက်ပဲခေါင်းညိတ်ပြီးလိုက်နေရတာပေါ့။ပြီးတော့မှပဲသူ့ကိုနေရာပြပြီးထိုင်မှုပြောရတယ်။ဂျမ်းကဘာတဲ့လဲ။အဲအဲ့လီတိရာချမ်းမြေကဘာတဲ့လဲ။သူကဘာဖြစ်လို့မပါလာလဲလို့မေးတော့သူရဲလာတယ်။သူပြုံးလိုက်တယ်။ဘာမှမဖြစ်ပါဘူးတဲ့။သူ့ဘာသာသူလာလေခြင်းလို့လာလေတာပါတဲ့။ ခုလာတာကိုသူ့ညီမတော်မသိပါဘူးတဲ့တကယ်လို့သူများနဲ့အလွယ်တကူမတွေ့ရပဲမွန်းရံစောက်ကြက်နေတဲ့ရက်ခကုန်းမန်တွေနဲ့ရင်ဆိုင်ရရင်လေသူဘာပြောမယ်ဆိုတာစဉ်းစားထားပါလေတဲ့အဲ့ဒီခါမျိုးကြရင်တော့မတက်နိုင်ဘူးလေကိုညီမကိုပဲအသုံးချရမှာပဲတဲ့တိတာချမ်းကြီးကမှားလိုက်လို့ပါပေါ့သူဒီကနေ့ကြောင်းမတက်နိုင်တဲ့အတွက်ဒီကနေ့ဘာတွေတင်လိုက်သေးလဲသိချင်လို့လွတ်လိုက်တာပါပေါ့စာအုပ်ငှားလိုက်နိုင်ရင်လည်းငှားလိုက်ပါဒါမှမဟုတ်လေကူးသွားပါမယ်ပေါ့ ဒီလိုပြောမယ်လို့စိတ်ထဲမှာကြံစီထားတဲ့။ဘယ်စိုးလဲ။ဟုတ်တယ်။ तू စိတ်ကူးထားတယ်လို့ပြောလဲ။တခြားလူတွေကတော့ဘယ်သိပါမလဲ။အဟုတ်ပဲထင်မှာပေါ့။သူများကသာသိမှာ။ဒီကနေ့ဂျန်ចောင်းတက်မှာမပြက်ဖဲ။ဒါတမင်လာပြီးလှိမ့်နေတယ်ဆိုတာသိမှာပေါ့။ပြီးတော့ဘာကြောင့်လာလှိမ့်နေတယ်လဲဆိုတာကလည်းအရှင်းကြီးပဲဟာ။သူ့ကိုမမြင်ဘူးဘူးဆိုလို့မျက်နှာလာပြတာဖြစ်မှာပေါ့။အမှန်တော့ကံကောင်းနေစိုးရမှာပဲ။ तू လာတဲ့အချိန်ကနည်းနည်းလေးစောနေလို့သားရဲ့။ နောက်15မိနစ်လောက်မှသာဆိုရင်မမတင်ရော အမေရောပြန်ရောက်လာကြပြီပြီးတော့သူလာတဲ့အချိန်မှတုန်းကလည်းအချို့ကလည်းနောက်ဖေးပိုင်းမှာရေချိုးတဲ့လူကချိုးကြတော့ချက်တဲ့လူကချက်ကြတော့ပြီးတော့တွေ့သွားတဲ့ကုကုလက်ကလည်းအပြင်ကိုထွက်မလို့သူ့ကိစ္စနဲ့သူဆိုတော့တိတ်ပြီးအချင်းကုန်ခံစောင့်ပြီးအကဲခတ်မနေနိုင်တော့ဘူးပေါ့လေတကယ်ပြောတာသူတိတ်ကံကောင်းနေသူများလည်းကံကောင်းနေဆိုရမလားမသိဘူးသူလာတဲ့အချိန်မှာသူများရေမိုးချို့လို့လဲပြီးပြီဖီးလိန်ပြင်ဆင်ပြီးပြီ အလှပြင်ပြီးလို့စာစာရှိတာနဲ့တတ်မရရင်ဖြောတော့မလို့လုံနေတော့ဒါပဲမဲ့စတာလဲဘဲပြောက်လို့ပျောက်သွားမှန်းတော့မသိလိုက်ပါဘူးသူ့လာလေတယ်ဆိုတော့လေသူများမှာကထိုင်နေရတော့တာပေါ့ပြောစရာစကားကလည်းဘာမှမမရှိဘဲနဲ့ဟာသူများဘာပြောရမလဲသူကလည်းဘာမှတိတ်မပြောပါဘူးချစ်တယ်ကြိုက်တယ်ဆိုတဲ့စကားမျိုးလဲတခွမှမပြောပါဘူးသူပေးလိုက်တဲ့စာနဲ့ပတ်သက်လို့လဲတခွမှမမေးမြန်းပါဘူး ဘလို့သဘောထားတယ်ဆိုတာကိုသိပြရစီဆိုတာမျိုးလဲမပါပါဘူးပါလဲအပူတော့အပူပေါ့လေဘယ်ခုပဲလူကိုမြင်ခုပဲအကြောင်းပြန်ရမယ်လို့လို့လူပဲဟင်းရွက်ကစုံးရမှာဟုတ်ပဲပြောရရင်နှစ်ယောက်စလုံးကြောက်နောက်နောက်ကြီးရဲ့အတော်ကြီးကြာမှသတိရပြီတခွန်းနှခွန်းပြောလိုက်ပြန်ပြီးနှုတ်ဆိတ်နေလိုက်ကြနဲ့ငုတ်တူကြီးတွေထိုင်ပြီးဘာမှမဟုတ်ဘဲနဲ့နေကြတာသူများဆိုလဲအဲ့ဒီလိုတူလာကန်ဒီမှထုတ်ကင်ခဲ့တဲ့လက်ကင်ပေါ်ကလေးကို အလကားနေစုံလိုက်ခြေလိုက်လုံနေလိုက်တဲ့ဟာသူလဲထပြန်ရောလက်ကင်ပေါ်ကလဲလက်နီးစုပ်တာတာဖြစ်သွားတော့တာပဲအမှန်ကတော့တိတ်မကြလိုက်ပါဘူးဒါပေမဲ့ဘာမှန်းလဲမသိဘူးအချိန်ကလဲတိတ်ကုန်ခဲ့တယ်လို့ပဲသူများဆိုလဲခဏခဏနာယူကြည့်မိတယ်အမေတို့ပြန်ရောက်တော့မှမို့ပူပန်လို့ကြည့်မိတာတော့လဲမဟုတ်ဘူးကြာလို့ကြည့်မိတာလဲမဟုတ်ဘူးဒါပေမဲ့ကြည့်တော့ကြည့်မိတယ်ပြီးတော့အံ့ဩဖို့ကောင်းတာက သူများတို့ထိုင်ကြတဲ့အပြင်အဲကမ်းမှာပန်ကားရှိတယ်။ပန်ကားကလည်းအမြဲလိုလိုဖွင့်ထားတာ။အဲ့ဒီတုန်းကလည်းဖွင့်ရပဲ။ပြီးတော့လေးလေးရပါတယ်။သူများတို့အိမ်မှာကတောင်ဝုံးပေါ်မှာပဲဟာ။ဒီလိုညနေပိုင်းဆိုရင်အိမ်ကအရှိပဲမျက်နှာပြူဖြစ်တော့အရှိပိုင်းမှာလည်းလေးတဖြူဖြူနဲ့တိတ်အေးတာ။ဒါပေမဲ့ဘဲနဲ့ဘဲနဲ့ဖြစ်တယ်မပြောတတ်ပါဘူး။ရေချိုးပြီးစာကြီးမှာပဲသူများမှာချွေးပြန်လို့မကြောက်ပါဘူး။ဘာလို့ကြောက်ရမှာလဲ။ ပြီးတော့ဒါကကိုအိမ်ပြီးတော့သူ့လာတာကလည်းခိုးချောင်ကိုပဲလာတာမှမဟုတ်ပဲသူ့အဖေကလည်းလာတာအိမ်ရှိမှရက်ထားတာမြင်နေရတာပဲဒီကားကိုလည်းသူများတို့မြင်နေကြဂျမ်းကိုကြောင်းလိုက်ဖို့တော့လေဒီကားနဲ့ပဲဟာဘယ်လင်းလို့ကောက်လို့ရမလဲထွက်ပြေးလို့ရောလွတ်မလားလို့ကြောက်လို့တော့မဟုတ်တာအမှန်ပါဒါပေမဲ့ဘာပြောရမလဲမသိပါဘူးတမျိုးပေါ့လေပထမဆုံးအချိန်မှထင်ပါရဲ့ အားပေးနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်လာမယ့်အပိုင်းတွေကိုလည်းစောင့်မျှော်အားပေးကြပါအောင်ရှင်။